မြစမပရိသတ်များအားလုံးပဲမင်္ဂလာပါမေလာ29ရက်သမစမပရိုင်တိုင်းမြစမသတင်းအစီအစဉ်ကနေကြိုဆိုပါရစေဒီစီစဉ်ကိုကျမကျူထန်းကတာဝန်ယူတင်ဆက်ပေးတော့မှာပါအခုပထမဆုံးအနေနဲ့သတင်းကောင်းစင်တွေကိုအရင်ဆုံးပြောပြပေးချင်ပါသေးတယ်ထမ်းမြမနယ်စပ်မှာရှိတဲ့ကနေလေးစခန်းကို KNL ပူးပေါင်းတပ်ကသိမ်းပိုက်လိုက်ပါတယ်မြန်မာနိုင်ငံဆိုင်ရာတန်အမတ်နဲ့စစ်တပ်မှုကိုဘင်္ဂလားဒေ့ရှ်ကရှုတ်သိမ်းလိုက်ပါတယ် လေးပြာနယ်ရဲဝန်းကမုံတိုင်းငယ်အဖြစ်ကိုရောက်ရှိနေပြီးမြန်မာနိုင်ငံတဝမ်းမိုးရွာသွန်းမှုနဲ့ရေကြီးမှုကိုသတိပေးထားပါတယ်။အစိုးရစွမ်းဆောင်ရည်ထျောက်ရည်ဌာနကနေ Elon Musk တရားဝင်နှုတ်ထွက်ထမှာဖြစ်ပါတယ်။ဒီသတင်းနဲ့အပါအဝင်တခြားရေးကြီးသတင်းတွေနဲ့ဒီကနေ့ရဲ့နောက်ဆုံးရရွှေဈေးငွေဈေးတွေကိုလည်းစူးစီးတင်ဆက်ပေးတော့မှာပါရှင်။ ကရင်မြို့နယ်မြောင်းရီမြို့နယ်တမရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ရဲ့ကနဲလေးစခန်းကိုကရင်မြို့သားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်တွေကမနေ့ကမေလ28ရက်ည10:00နာရီအချိန်လောက်မှာတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့မြေပြင်သတင်းရင်းမြစ်တင်စီကနေသိရပါဗျ။စခန်းသိမ်းတိုက်ပွဲအခြေအနေအသေးစိတ်တွေနှစ်ဖက်တိုက်ခိုက်မှုတွေနဲ့လက်နက်ခဲယံသိမ်းဆည်းရရှိမှုအခြေအနေတွေနဲ့ပတ်သက်ပြီးအသေးစိတ်အခြေအနေတွေကိုတော့မသိရသေးပါဘူး။ ီးခဲ့တဲ့မေလာတတိယအပတ်အတွင်းကစပြီးတော့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာ6နေမြေတဲကတပ်စခန်းတွေဖြစ်ကြတဲ့စစ်ကောင်စီတပ်ရဲ့သေပေါ်ဘူးဝေါ်လီဥက္ကရာထဘရင်နောင်ကနယ်လီမော်ခီထိကပ်ပလဲစစ်စခန်းတွေကိုပူးပေါင်းတပ်တွေကထိုးစစ်ဆင်ပိတ်ဆို့တိုက်ခိုက်မှုတွေကိုပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်ကနယ်လီစက်ကောင်စီစခန်းဟာယာယီပြူဟာစခန်းဖြစ်ခဲ့ပြီးလက်နက်တချို့ကိုရရှိတာရှိပေမဲ့တချို့လက်နက်ကြီးတွေကိုတော့ဖျက်ဆီးသွားတယ်လို့နောက်ထပ်စစ်ရေးသတင်းရင်းမြစ်တစ်ယောက်ကလည်းပြောပါရယ် မနေ့ကတေဘောဘိုးစခန်းကိုစစ်ကူလာတဲ့စစ်ကောင်စီစစ်တောင်းကိုဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKBA ဌာနချုပ်တရှိယာစုံစည်းမြိုင်ဒေသအနီးမှာတိုက်ခိုက်မှုပြုလုပ်ခဲ့တာမှာစစ်ကောင်စီတပ်သားတချို့တေဆုံးဒဏ်ရာရထွက်ပြေးတာရှိသလိုစစ်ကောင်စီတပ်သား၁၀ယောက်ကိုလည်းတုတ်ပန်းအဖြစ်ဖမ်းဆီးရမိခဲ့ပါတယ်လရှိမှာ KNU တက်မဟာအသေးသေးမှရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကို KNL ပူးပေါင်းတပ်တွေကထိုးစစ်ဆင်နေရာကြောင့်တိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်ကလည်းလေကြောင်းကနေတိုက်ခိုက်မှုတွေလုပ်နေပါဗျာ ပြီးခဲ့တဲ့မတ်လ April နဲ့ May လတည်းမှာကင်းညိုတမဟာခုနှစ်နေမြေတက်ကပူလူတူကလေဒီမော်ဖာတူတခေါ်ပြီးခွေမဆုတ်တန်းခန်းစစ်စခန်းတာလေဘျူဟာစခန်းမဲလာစခန်းမော်ဖိုးကေစခန်းနဲ့တမဟာ6နေမြေတက်မှာရှိတဲ့ဘလက်တိုစခန်းတွေကို KNL ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ထားပါတယ်ရှင် ဘင်္ဂလားဒေ့ရှ်အစိုးရကမြန်မာနိုင်ငံဆိုင်ရာတမ်မတ်ကြီးမိုနိုဝါဟိုစိန်နဲ့စစ်တပ်မှုဘုံမှုချုပ် FDAT ဟိုစိန်တို့ကိုပြန်လည်ခေါ်ဆောင်မှာဖြစ်ကြောင်းဘင်္ဂလားဒေ့ရှ် news24.com သတင်းကဖော်ပြပါရယ်။အာရခတ်တော် AA နဲ့ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေကြားအဆက်အသွယ်ရှိတယ်လို့ဆွဆွဲမှုတွေနဲ့ပတ်သက်ပြီးမြန်မာစစ်ကောင်စီကကန့်ကွက်ခဲ့ပြီးတဲ့နောက်မှာအခုလိုမျိုးပြန်ပြီးဆင့်ခေါ်ခဲ့တာဖြစ်ပါရယ်။2023ခုနှစ်ဩဂတ်လကစပြီးတော့နေပြည်တော်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့မိုနိုဝါဟိုစိန်ဟာ လက်တလောအိတ်နေခြင်းနှစ်နိုင်ငံကြားတန်တမာရေးတန်းပါမှုတွေမြင့်တက်လာပြီးနောက်အခုလိုညွှန်ကြားခြင်းခံရတာဖြစ်ပါတယ်။အခုလအစောပိုင်းကလည်းရန်ကုန်မြို့မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်တန်ယုံကစစ်တပ်မှုဘုံမှုချုပ် FTEC ဟောစင်ကိုအရေးပေါ်အခြေအနေနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရကရုပ်သိမ်းသွားခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာကုလသမဂ္ဂကြီးကြပ်ကြုတ်ခဲ့တဲ့လူသားချင်းစာနာထောက်ထားမှုစဉ်စံတိဆောက်ရေးဘင်္ဂလားဒေ့ရှ်နိုင်ငံရေးနဲ့စပတ်အတိုင်းဝိုင်းနေကြမှာအပြင်းထန်ဆွေးနွေးညှင်းခုန်နေကြခြင်းအခုလိုမျိုးတန်တမန်တွေရုပ်သိမ်းမှုဖြစ်ပေါ်လာတာဖြစ်ပါတယ်မြန်မာနိုင်ငံကတန်မတ်၂ယောက်စလုံးကိုဘင်္ဂလားဒေ့ရှ်အစိုးရကပြန်ခေါ်ရကတန်တမန်ရေးတက်မှမှုမြင့်တက်လာကိုထင်ဟပ်လာနေစေပါရဲ့ရှင် ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေပြာနယ်ရဝန်ဟာမုန်တိုင်းငယ်ဖြစ်ကိုရောက်ရှိခဲ့ပြီးတော့မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့်မြန်မာနိုင်ငံတဝက်မှမိုးရွာသွန်းမှုနဲ့ရေကြီးမှုတွေဖြစ်ပေါ်နိုင်တဲ့အတွက်သတိပြုဖို့မိုးစလားဌာနကသတိပေးထားပါတယ်။ဒီကနေ့မေလ29ရက်နေ့မနက်10:00နာရီပိုင်းတိုင်းတာချက်အရဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြာနယ်ရဝန်ဟာပုံမောအားကောင်းလာပြီးတော့မုန်တိုင်းငယ်ဖြစ်ကိုရောက်ရှိခဲ့ကြောင်းမိုးစလားကဖော်ပြထားပါတယ်။ မုံနိုင်ငံရဲ့လက်ရှိအခြေအနေဟာမြန်မာနိုင်ငံဘက်ကဦးတည်ရွေးရှားမဲ့အခြေအနေမျိုးမရှိတာကြောင့်အဝါရောင်အစင်းလို့သတ်မှတ်ထားပါတယ်အဲ့ဒီမုံနိုင်ငယ်ဟာနောက်၁၂နှစ်ရဲ့အတွက်မှာအားကောင်းတဲ့မုံနိုင်ငယ်အဖြစ်ပုံမအားကောင်းလာနိုင်ကအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့ကိုစာကာကျွန်းနဲ့ခေပူဘာရာမြို့တွေကြားကနေဖြတ်ကျော်နိုင်ကြောင်းမိုးစလကခန့်မှန်းထားပါတယ်။ မုံနိုင်ငံရဲ့အရှိန်အကြောင်းဒီကနေ့မွန်းလွဲပိုင်းကနေစပြီးတော့ဇွန်လ2ရက်နေ့အတွင်းငလင်တန်းသင့်ဒေသတွေအပါအဝင်မြန်မာနိုင်ငံတဝန်းလုံးမိုးရွာသွန်းနိုင်ခြင်းရှိကြောင်းမိုးစလကအသိပေးထားပါတယ်မိုးရွာသွန်းခြင်းနဲ့အတူရေကြီးတာမြေပြိုတာအပါအဝင်သဘာဝဘေးတွေဖြစ်ပေါ်လာနိုင်တဲ့အတွက်ကြိုတင်သတိပြုကြဖို့လည်းလိုအပ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြာနယ်ရံဝန်ဟာကုန်းတွင်းကိုဖျက်ချုံဝင်ရောက်လာတော့မှဖြစ်တဲ့အတွက်ဆံကလုံးမုန်တိုင်းဖြစ်နိုင်ခြင်းမရှိတော့ဘူးလို့မွလိဝတ်သဆိုင်ရာလေလာသူဦးဝင်းနိုင်ကသုံးသပ်ထားပါတယ်။ ဒါပေမဲ့ချင်းရွှဲမြစ်ဖြားပိုင်းနဲ့အရာဝတီမြစ်ဖြားပိုင်းတွေမှာမိုးရေချိန်10လက်မကျော်အထိရွာနိုင်ပြီးတော့မြစ်ဖြားပိုင်းကနေတဆင့်အောက်ဘက်မြစ်ရည်တွေရုတ်တရက်မြင့်တက်လာနိုင်တယ်လို့ဥဝင်နိုင်ကသတိပေးထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHJ DM ရဲ့ဒီကနေ့ထုတ်ပြန်ချက်တင်မှာလဲအားကောင်းတဲ့မုံနိုင်ရဲ့အချိန်ကြောင့်ရခိုင်ကံယိုရန်နဲ့မြဝကျွန်းပေါ်ဒေသတွေမှာမိုးသက်လေပြင်းနဲ့ကြာရောက်တာလှိုင်းကြီးတာဒီရေမြင့်တက်တာနဲ့ရေလွှမ်းမိုးတာတွေဖြစ်ပေါ်နိုင်တယ်လို့သတိပေးထားပါတယ်ချင်းပြည်နယ်ကချင်ပြည်နယ်ရခိုင်ပြည်နယ်စကိုင်းတိုင်းနဲ့မကွေးတိုင်းတွေမှာလျှက်တပြက်ရေကြီးတာနဲ့မြေပြိုတာတွေကိုအထူးသတိပြုကြဖို့လဲလိုအပ်တယ်လို့ဆိုပါတယ် လက်ရှိမှာတော့အရာဝတီမြေရန်ကုန်မြေနဲ့ပဲခူးမြစ်တင်မှာမြေရည်တွေမြင့်တက်နေပြီးတော့မြက်ကန်းဘေးနဲ့ချောင်းဘေးမှာရှိတဲ့ဒေသတွေမှာရေဝင်ရောက်မှုတွေရှိနေတယ်လို့သိရပါဗျ။မိုးရွာသွန်းမှုနဲ့ရေကြီးမှုကြောင့်ဖြစ်ပေါ်နိုင်ကြောင်းလည်းသတိပေးထားတဲ့ဒေသတွေမှာပြီးခဲ့တဲ့မတ်လ28ရက်နေ့ကငလျင်တန်ကိုပြင်းထန်စွာခံစားခဲ့ရတဲ့ဒေသတွေလည်းပါဝင်ပါတယ်။အဲ့ဒီဒေတာတွေမှာငလျင်တန်ကြောင့်ထိခိုက်ပျက်စီးမှုတွေကိုရှောက်ပွေးကယ်ဆယ်ရေးလှုပ်ဆောင်နေရဆဲဖြစ်ပြီး ပြီးခဲ့တဲ့ရပိုင်ကမိုးရက်ဆက်ရွာသွန်းမှုတွေအတွက်မှာငလင်နံကြောင့်ထိခိုက်ခဲ့တဲ့အဆောက်အုံတွေထပ်မံပြိုကျပြီးတော့လူထိခိုက်မှုတွေလည်းရှိခဲ့ပါတယ်ရှင်။ကချင်ပြည်နယ်လုံခင်းဒေသကိုရောက်ရှိနေတဲ့စစ်ကောင်စီစစ်ကြောင်းဟာဒေသထဲမှာရှိတဲ့စစ်ကောင်စီစခန်းတချို့ကတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးဒီကနေ့မေလ29ရက်နေ့မနက်ပိုင်းကစပြီးတော့ဖားကန့်မြို့ဘက်ကိုထွက်ခွာနေတယ်လို့ဒေသခံသတင်းရင်းမြစ်ဒီစီကနေသိရပါဗျာ။ လုံခဲ့မှရှိနေတဲ့အချိန်မနေ့ကမေလ28ရက်နေ့မှာ KYA PDF ပူပေါင်းတက်တရတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့တေဆုံးထိခိုက်မှုရှိခဲ့တယ်လို့လည်းဒေသရင်းသတင်းတွေကဆိုပါတယ်။ကာမိုင်းလုံခင်ဖားကန်လန့်အတိုင်းပြီးခဲ့တဲ့ April 23ရက်နေ့ကစပြီးတော့စစ်ကောင်စီတပ်ရှမ်းနေတပ်ပြည်သူစစ်တွေပူပေါင်းပါဝင်တဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာမေလ28ရက်နေ့မှာလုံကင်းရမ်းကျက်စစ်ရုံကိုရောက်ရှိလာပြီးတဲ့နောက်မေလ28ရက်နေ့ကစပြီးတော့လုံကင်းပုံဝင်ချက်မှာစစ်ကြောင်းထိုးနေတာပါ။ ကမိုင်းကနေထွက်လာတဲ့အချိန်အင်အား600လောက်ရှိပေမဲ့လည်းလန်တရှောက် KNYPDF ဖူပေါင်းတပ်တည်းရဲ့အချိန်ချင်းတိုက်ခိုက်ခံရပြီးတော့အင်အား100လောက်နဲ့ပဲလုံခင်းကိုရောက်လာတယ်လို့ဒေတာခန့်သတင်းရင်းမြစ်ကဆိုပါတယ်လုံခင်းကိုဝင်လာတဲ့စစ်ကောင်စီစစ်ကြောင်းမှရှမ်းနီ SND နဲ့ပြည်သူ့စစ်ပူပေါင်းအဖွဲ့တွေပါဝင်လာပြီးတော့ဖားကန်အထိရောက်အောင်စစ်ကြောင်းဝင်နိုင်မှာကကြောက်စိမ့်လောက်ွက်ပေးမယ်လို့စစ်ကောင်စီကမလုံပေးထားတယ်ဆိုပြီးတော့ဒေတာခန့်ကပြောပါတယ်ဒါနဲ့ပတ်သက်ပြီးတော့မြစမအနေနဲ့တိကျအတည်ပြုချက်တော့မရသေးပါဘူး လုံခင်ဒေတာဟာဖားကန့်နဲ့သုံးမိုင်ကျော်အကွာမှာရှိပါတယ်။ဖားကန့်ကိုစစ်ကောင်စီကအလုံးစုံထိန်းချုပ်ထားနိုင်ခြင်းမရှိပေမဲ့ဖားကန့်ပြူဟာကုန်းမစွန့်ရန်အချုပ်ထောင်လုံကင်းပြူဟာကုန်းလုံကင်းရဲစခန်းရန်ချက်စခန်းကန်စီပြူဟာကုန်းနဲ့ဖားကံမြို့မစခန်းတွေမှာတက်ဆွဲထားပြီးတော့လက်နက်ကြီးတွေလည်းတက်ဆန်ထားတယ်လို့သိရပါပါတယ်ရှင်။ပြည်ရင်သတင်းတွေပြီးမှာတော့နိုင်ငံတကာသတင်းတွေနဲ့ဆက်ချင်ပါသေးတယ်။ Elon Musk ကအစိုးရစွမ်းဆောင်ရည်ထိရောက်ရေးဌာန Doge အကြီးအကဲဖြစ်ကနေနှုတ်ထွက်တော်မှာဖြစ်ပါတယ်။ဒီသတင်းအပြည့်စုံကိုရွန်ရွန်ကဆက်လက်တင်ဆက်ပေးမှာပါရှင်။ Elon Musk ဟာအစိုးရစွမ်းဆောင်ရည်ထိရောက်ရေးဌာန DOG အကြီးအကဲဖြစ်ကနေနှုတ်ထွက်ခြင်းဆိုင်ရာလုပ်ငန်းစဉ်တွေကိုစတင်နေပြီဖြစ်ပါတယ်။ Tesla နဲ့ SpaceX CEO ဖြစ်တဲ့ Elon Musk ကအထူးဆိုရဝန်ထမ်းတအူးရဲ့တာဝန်တွေပြီးဆုံးသွားပြီဖြစ်ကြောင်းနဲ့မလိုအပ်တဲ့အသုံးစရိတ်တွေကိုဖျက်တောက်ဖို့အခွင့်အရေးပေးတဲ့အတွက်သမ္မတ Trump ကိုကျေးဇူးတင်ကြောင်းဗုဒ္ဓဟူးနေ့ညပိုင်းက X မှာ post တင်ခဲ့ပါတယ်။အထင်ကြီးလာတာနဲ့အမျှ DOJ လုပ်ငန်းစဉ်တွေဟာအစိုးရတပ်တန်းတစ်လျှောက်လုံးအချိန်နဲ့အမျှအားကောင်းလာလိမ့်မယ်လို့လည်း Musk က post မှာရေးသားထားပါတယ်။ မဆီရဲ့ post မှာရေးသားချက်ဟာမန်ကန်ချောင်းနဲ့ဗုဒ္ဓဟူးနေ့ညမှာစတင်ထွက်ခွာမှာဖြစ်ကြောင်းအင်ဗျူတော်ကအတည်ပြုခဲ့ပါတယ်။ဇန်နဝါရီလ20ရက်နေ့က Trump ဟာရင်းဌာနကိုတီထောင်ဖို့သမရအမိတ်ကိုရက်မှတ်ရေးထိုးပြီးတဲ့နောက်မတ်စာ DOGE ရဲ့အကြီးအကဲဖြစ်လာခဲ့ပါတယ်။ DOGE ဟာအစိုးရဌာနအသုံးစရိတ်တွေအချင်းပြတ်ခြားစားမှုနဲ့မတမာမှုတွေကိုအရှိန်အဟုန်နဲ့ဖော်ထုတ်ရေးဆောင်ရွက်ခဲ့ပါတယ်။ 1962ခုနှစ်မှာကွန်ကရက်ကဖန်တီးခဲ့တဲ့သမရသို့မဟုတ်လွတ်တော်ရဲ့အထူးတာဝန်တွေအတွက်ကာလတူယာယီဝန်ထမ်းတွေကိုငှားရမ်းခွင့်ပြုတဲ့ပြဋ္ဌာန်းချက်အရမတ်ဟာအထူးအစိုးရဝန်ထမ်းအဖြစ်တရားဝင်ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။အစိုးရကျင့်ဝတ်ရုံးရဲ့အချက်လက်တွေအရအထူးအစိုးရဝန်ထမ်းတွေဟာ365ရက်တာကာလတွင်ရပ်ပေါင်း130ထပ်မပိုဘဲဖက်ဒရယ်အစိုးရအတွက်အလုံးလုံးခွင့်ရှိပါတယ်။ မဆီယာချမ်းသစ္စာကျင်းစုပွဲနေ့မှာစတင်တဲ့ရပ်ပေါင်း130ကာလကမေလ30ရက်နေ့မှာပြည့်မှာဖြစ်ပါတယ်။ DOG ဟာဖက်ဒရယ်အစိုးရမှမလိုအပ်တဲ့ကုန်ကျစရိတ်တွေကိုရှော့ချရင်းနဲ့လုပ်ငန်းစဉ်ချုံးမွေ့စေရေးအတွက်တည်ထောင်ထားတဲ့ယာယီဌာနဆိုင်ရာဖွဲ့စည်းတစ်ခုဖြစ်ပါတယ်။ထရမ်ပ်ရဲ့သမ္မတအမိတ်အရအဲ့ဒီအဖွဲ့ဟာ2026ခုနှစ်ဇူလိုင်လ4ရက်နေ့မှာဖြတ်သိမ်းရမှာပါ။မတ်စီရဲ့အခမ်းကဏ္ဍဟာယာယီဖြစ်ပြီးတော့ຫນွေဦးမှာပြီးဆုံးမှာဖြစ်ကြောင်းထရမ်ပ်နဲ့မတ်စတိုနှစ်ဦးလုံးက ရခိုင်ကလေးကသဘောတူထားခဲ့ကြတာဖြစ်ပါတယ်။ Trump က mass အားကြိုတင်သတ်မှတ်ထားတဲ့ရက်ပေါင်း130ထက်အစိုးရယာဒူးမှဆက်လက်ရှိနေခြင်းသလားဆိုတဲ့မေးခွန်းကို ပြန်လည်ဖြေဆိုရမှာတော့ Trump ဟာ mass ထွက်ခွာမဲ့အကြောင်းသတင်းထောက်တွေကို mass လ31ရက်နေ့ကအရေးမွတ်ပြောကြားခဲ့ပါတယ်ရှင်။ အခုဆက်လက်ပြီးတော့အရှိအာရှနဲ့အရှိတောင်အာရှမှာမတ်အဖက်တမင်မှုရစ်စေဖန်းစီရမိမှုစံချိန်တင်မြင့်တက်နေတယ်လို့ကုလကပြောပါတယ်။ကိုဆိုင်ခန့်ကဆက်လက်တင်ဆက်ပေးမှာပါရှင်။မတ်အဖက်တမင်မှုရစ်စေဝါအရှိအာရှနဲ့အရှိတောင်အာရှမှာဖန်းစီရမိမှုမနစ်ကထက်စံချိန်တင်မြင့်တက်ခဲ့ကြောင်းကုလအေဂျင်စီကပြောပါတယ်။ပြိပခဖြစ်ပွားနေခြင်းနဲ့တည်ငြိမ်မှုမရှိခြင်းတို့ကြောင့်မြန်မာနိုင်ငံမှာတရားမဝင်မှုရဲ့စေဝါထုတ်လုပ်မှုမြင့်တက်ခဲ့တယ်လို့ဆိုပါရယ် ဒေတာတွင် mat affectamin ဖန်စီရမိမှုဟာ2024ခုနှစ်ကစုစုပေါင်း236တန်ရှိခဲ့ပြီး2023ခုနှစ်နဲ့နှိုင်းယှဉ်ရင်အလွန်အမင်း24ရာခိုင်နှုန်းမြင့်တက်သွားတာဖြစ်တယ်လို့ကုလမှုရေးဆေးဝါးနဲ့ရာဇဝတ်မှုယုံ UNODC ကအစီရင်ခံစာအသစ်တရက်ကို ကိုးကားပြီးကြေညာချက်တရက်ထုတ်ပြန်ထားပါတယ်။ အဲ့ဒီဂိန်းကနန်းဟာဖမ်းမိပမာဏနဲ့ဈေးကွက်ကိုအမှန်တကယ်ရောက်ရှိလာတဲ့ mat effect သမင်ပမာဏသာဖြစ်တယ်လို့ UNODC ရဲ့အရှိတောင်အာရှနဲ့ Pacific Data ခိတကိုစလဲ Benedict Homing ကပြောပါတယ်။ mat effect သမင်ကိုစံချိန်တဲ့အများဆုံးဖမ်းမိတာဟာထိုင်းနိုင်ငံဖြစ်ပါတယ်။ထိုင်းနိုင်ငံဟာအဲ့ဒီဓာတုမူရဲ့ဈေးဝါးတွေတဆင့်ခံတင်ပို့ရာနဲ့အခီးဆုံးတင်ပို့ရာနိုင်ငံဖြစ်ပါတယ် ဒါတို့မူရစ်စေးဝါးတွေအများအများထုတ်လို့ရနေရလို့တည်ထားကြတဲ့အိန္ဒိချင်းမြန်မာနိုင်ငံမှာလည်းတည်ငြိမ်မှုမရှိတာနဲ့2021ခုနှစ်အာနာသိမ့်ပြီးနောက်ပိုင်းပေါ်ထွက်လာပြီးဖြစ်ပွားနေစေပရိပခါကြောင့်ထုတ်လို့မှုမှာမကြုံစဘူးတိုးတက်လာခဲ့တယ်လို့ဟော့ဖ်မင်ကပြောပါရယ်။ မဲခေါင်မြေဝမ်းအောက်ပိုင်းဒေသနိုင်ငံတွေမှာကီတာမင်းထုတ်လုပ်မှုပြန့်နှံ့လာခြင်းကလည်းနိုင်ငံအများပါဝင်တဲ့မွေးမောင်ခိုဂိုင်းကြီးတွေရဲ့ဥပဒေထိန်းသိမ်းသူတွေကိုရှောင်ကွင်းနိုင်ပုံနဲ့ခြေသွက်လက်သွက်ရှိပုံကိုပြသနေပါတယ်။မွေးမောင်ခိုတည်ယူတဲ့လမ်းကြောင်းဟာအဓိကအနေနဲ့လာအိုပြည်သူဒီမိုကရက်တစ်တမရနိုင်ငံကိုဖျက်ပြီးကမ်ဘောဒီးယားနဲ့မြန်မာနိုင်ငံကိုဆက်သွယ်ထားတဲ့လမ်းကြောင်းဖြစ်တယ်လို့ UNODC ဒေတာတွင်ယုံကအဓိကခွဲခြမ်းစိတ်ဖြာသုံးသက်သူအင်ရှစ်စင်းကပြောပါတယ်။ အပြင်မလေးရှားအင်ဒိုနီးရှားဖိလစ်ပိုင်တို့ကိုဆက်သွယ်ထားတဲ့ရေလမ်းကြောင်းဟာလည်းနောက်ထပ်အရေးပါတဲ့မူရစေဝါမောင်ခိုတဲဆောင်ရာလမ်းကြောင်းတစ်ခုဖြစ်တယ်လို့သူကဆက်ပြောပါတယ်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9နာရီထိရရှိထားတဲ့ငွေလဲနှုန်ရွှေဈေးစက်သုံးစီဈေးနဲ့စာအုပ်စီဈေးတွေကိုတင်ပြပေးမှာပါ။ဒါတွေကိုတော့မင်းသမီးတရင်တာကိုမြတ်သူရကစူးစိတင်ဆက်ပေးထားပါရရှင်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်တွေကတော့ အမေရိကန်ဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စီ4450ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1630တက်တမ64ကျပ်ပြင်ပပေါက်စီ3480ကျပ် ရောပါတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2389ဒသမ၄ချက်ပြင်ပပေါက်စေ9030ချက်ထိုင်းပတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စေ64ဒသမ29ချက်ပြင်ပပေါက်စေ136ဒသမ63ချက်မလေးရှားတဝင်းကိကိုစစ်ကောင်စီတတ်မှတ်စေ496ဒသမ၄ချက်ပြင်ပပေါက်စေ1056ချက်ပေါက်စေရှိပါတယ်ပေါ်ပြပါငွေလဲလဲနှုံးတွေဟာ ချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းလုံးတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အသင်းသတ်မှတ်စေ58သိန်း6000ကျပ်ပြင်ပပေါက်စေ85သိန်း4000ကျပ်စကားပဲတစ်ချက်သားကိုရွှေကုန်တဲ့အသင်းသတ်မှတ်စေ54သိန်းကျပ်ပြင်ပပေါက်စေ83သိန်းကျပ်ပေါက်စေရှိပါတယ်။ပေါ်ပြပါရွှေစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ နောက်ဆုံးရရန်ကုန်73စီစင်းလုံးတွေကတော့ဒီဇယ်တလီတာကို2440ကျပ်ပရီမီယံဒီဇယ်တလီတာကို3015ကျပ်အော်ဒိတ်92တလီတာကို2880ကျပ်အော်ဒိတ်95တလီတာကို2925ကျပ်ပေါ့ဇေးရှိပါတယ်ပေါ်ပြပါ73စီစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစောင်းစီစင်းလုံးတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ 6390ကျပ်ပြင်ပပေါက်ဈေး8500ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်သမစ်စမဘရိုင်းတိုင်းမစ်စမသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီစီစဉ်ကိုကျမကျူချန်းကစူးစိတင်ဆက်ပေးခဲ့တာပါ ။သမစမပရိုင်တိုင်းအစီအစဉ်ကိုနေ့စဉ်တင်လာနေကနေတောက်ကြနေအထိည9နာရီတိုင်းမှစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်တွေအားလုံးဘေးကင်းလုံခြုံပြီးပျော်ရွှင်စရာအချိန်လေးတွေကိုပိုင်ဆိုင်နှံကြပါစေရှင်။